အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲ့တော့ဒါမနေ့ကသတင်းတစ်ခုဖတ်ရတယ်ပေါ့နော် The Athletic UK ကဒါကျွန်တော်တော်တော်လေးကိုတည်တည်ချာချာရေးထားတဲ့သတင်းတစ်ပုဒ်ဖတ်ရတယ်စိတ်ဝင်စားဖို့လည်းကောင်းပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဲ့တော့အဲ့ဒီတဲ့င်းလေးကဘာများဖြစ်မလဲပေါ့နော်အဲ့ဒီတဲ့င်းလေးကဘာများလဲအဲ့ဒီတဲ့င်းနဲ့ဖတ်သက်ပြီးပေါ့နော်ဒါကျွန်တော်လူဆိုတာဝစ်ဆိုတာနောက်ဘဝမကူဆိုရင်ဥစားပြောကြတော်တော်လေးကိုလက်ခံလာခဲ့တယ်ပြီးရင်တော့ကျွန်တော်တို့ သူ့အတွက်လည်းကျွန်တော်တနာရတယ်အမှန်တမ်းပြောတကယ်ကိုတနာရတယ်အဲ့တော့ဒါကတော့အခုလက်ရှိမလူရောများစိတ်ဝင်ဘယ်လိုတင်မှာမို့ကျွန်တော်တင်အဲ့တော့ကျွန်တော်တင်တဲ့ပတ်သက်ကျွန်တော်တနေ့မှာတပုတ်တော်ထွက်အောင်ဒီလုပ်ပေးပါဘာလို့ဆိုတော့အခုလက်ရှိမှာစပါးနဲ့ပတ်သက်ပြီးတရင်းနေအမြဲတနေ့တပုတ်တော်ထွက်တယ်ဘာလို့ဆိုတော့တရင်းနေတော်တော်လေးကိုများတာပေါ့နော်အဲ့တော့မနေ့က The Athletic UK ကနေပြီးတော့ Tottenham Hotspur ရဲ့ဒါအရင်ကဒါဥက္ကဋ္ဌဟောင်းဖြစ်တယ်တရင်းနေ Levy ရဲ့ဒါကျွန်တော်တို့အသင်းကထွက်ခဲ့တဲ့ Lensing ကိုသူတို့ရဲ့ဒါ ေးပေါ့ဟို Twitter စာမျက်နှာလို့လည်းပြောလဲသူတွေအတိုင်းကျွန်တော်တို့ application နဲ့မှာရေးတယ်အဲ့တော့ကျွန်တော်ကဒါ application မှာဝင်ဖတ်တော့စိတ်လည်းမကောင်းမနိုင်ပြောဒါပေမဲ့ဟိုကိုပြူတော့ campaign ထင်သန်းကိုထံပြန်လာပြီဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒါဟိုကျွန်တော်မှတ်မဲ့အရာပါဒါလက်ရှိမှာသူရေးထားခဲ့တဲ့ဥစားကအဲလက်ရှိ spa ထဲမှာဒါကျွန်တော် share ရတာကျွန်တော်တို့ level တို့အစုအနေနဲ့30ရာခိုင်နှုန်းအသင်းမှာပိုင်ဆိုင်ထားတယ်ဆိုပေမဲ့ ကျွန်တော်အသင်းကဒီကျွန်တော်တို့ထုတ်ခံအခုလက်ရှိမှာလဗန်ကထုတ်ခံရတာနော်နှုတ်ထွက်သွားတာမဟုတ်ဘူးလဗန်ကထုတ်ခံအဲ့တော့လက်ရှိမှာဒါကျွန်တော် share များတဲ့လူကစုပြီးတော့ဒါကျွန်တော်ဒီနီလီဗာကိုဒါကျွန်တော်ထုတ်မယ်ဆိုပြီးအကုန်လုံးဝိုင်းပြီး voting ပေးလိုက်တာအဲ့လက်ရှိမှာ share များတဲ့လူကထုတ်ပိုင်권ရှိတယ်ဥပမာလက်ရှိမှာ exam ပြောရမယ်ဆိုရင်ကလီစာမိသားစုနဲ့ကျွန်တော်တို့အာ ဂျင်ရက်ကလစ်တို့ပဲဂျင်ရက်ကလစ်ကိုလက်ရှိမှာဂလီဇာမီသားဆိုတော့လုတ်ပိုင်ခွင့်ပေးထားဆိုလုတ်ပိုင်ခွင့်ပေးထားအခုချိန်မှာစောက်မီကန်ဂျင်ရက်ကလစ်ဖလိုတာ share majority share ဟိုတာဖြစ်သေးတယ် class share လည်းအများအုပ် class B share လည်းအများကြီးပိုင်ပြီးတော့မှဒါကျွန်တော်တို့ share ဒီစုပြီးတော့ okay အဲ့ဒါဆိုငါတို့ဂျင်ရက်ကလစ်ကို wine cam မယ်ဆိုကန်တက်လို့ရနေတာမှရှိတယ်အဲ့တော့တော့ share များတာနဲ့ share နည်းတာနဲ့ထုံးစံမယ်အဲ့တော့ share များတဲ့လူကတော့ share နည်းလူအမြင်နဲ့အဲ့တော့ပြဿနာက လီဗိုင်းကသူတွေးထားခဲ့တာကဩလူးဝစ်တိုအိုဆူကတော့ဘောလုံးဘယ်တော့မှစိတ်ဝင်စားတာမဟုတ်ဟုတ်တယ်ဂျိုးလူးဝစ်တိုအိုဆူကစပါးအသင်းကိုသာဝယ်ထားခဲ့တာဖြစ်ပြီးသူတို့ကအဲ့အသင်းငယ်တာပတ်စံကိုပဲစိတ်ဝင်စားတာပေါ့နော်သူတို့နေအောင်မြင်မှုကိုသိပြီးစိတ်ဝင်စားတာမဟုတ်အချိန်တိုင်တာဆိုသူတို့ရဲ့ဒါကျွန်တော်ဒေးဗစ်ဒန်ပေါ့နော်ဒါအမျက်ဝေစုရတဲ့ဥစားပေးနေတယ်ဆိုပြောချင်တာဟိုပိုင်ရှင်ဆိုပေမဲ့ဒါကျွန်တော်ဟိုကျွန်တော်အိမ်ကဘာလို့ကျွန်တော်တို့ကလည်းတော်တူတာပေါ့ဗျာကျွန်တော် law of the rain ကဟိုခန်းပေါ့နော်ကျွန်တော်ဒါ ဟိုကျွန်တော်တို့ပြူစားတာဘေးနာနေပြီးတော့ကျွန်တော်မှောင်ကပြူစားထားပြီးတော့အာတပ်ဗျင်းပြောသူဗျင်းရောတဘေးနာနေရောပေါက်ခဲ့ရေးပြောအဲ့ဗျင်းကပေါက်ခဲ့ရေးလို့အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့လက်ရှိမှာသူသမီးရောက်လာသူသမီးရောက်လာချိန်မှာသူသမတ်ပါလာအဓိကသူသမတ်ပဲဂျိုးလူးဝစ်ရဲ့သမတ်ပဲအဲ့တော့အားလုံးရဲ့ပြဿနာရဲ့အစားကဂျိုးလူးဝစ်ထောင်ကြတာအစားတယ်အခုလက်ရှိမှာမသိတော့ဂျိုးစပါပိုင်ရှင်ဂျိုးလူးဝစ်ကလည်းအခြေချုပ်ကြတယ်ဘာကြောင့်လဲဆိုတော့ insider information ကိုရောင်းပြီးတဲ့အတွက်ကြောင့်မလက်ရှိမှာအခြေချုပ်ပုံစံမျိုးကြတယ်အဲ့တော့ ဲ့တော့စပါအသင်းကိုဒုက္ခရောက်မှာဆိုတော့ရောင်မူတာကျွန်တော်တို့ဂျိုလူးဝစ်ကနေအေးငါသမီးကိုပေးလိုက်မယ် Vivian Lewis ကိုသူကဒီစပါအသင်းကိုအမွေခွက်ခဲ့ပထမ Vivian Lewis ကစပါအသင်းကိုစိတ်ဝင်စားအောင်ဒါရင်ဘာဖြစ်လာဆိုတော့ Vivian Lewis ရဲ့ယောက်ျားဖြစ်တဲ့ဒါကျွန်တော်တို့သူရဲ့ရောက်အေးပေါ်တက်ကောင်လေး Lewis မျိုးမျိုးပဲဗောနော်အဲ Lewis သူကမိမနာမည်ယူလိုက်တာဗောဘယ်လောက်ဒီဖြန်သားရစမ်းမိမနာမည်ရောယူရတယ်အဲ့တော့အဲကျွန်တော်သူ့ရဲ့သတ်မှတ်ဗောဂျိုလူးဝစ်ရဲ့သတ်မှတ်ကစပါအောင်တော်တော်လေးကို ကြည့်ရင်လည်းသဘောကျသွားတယ်သဘောကျရင်လည်းခုနကပြောလို့အဲ့တော့စပောက်အားပြဖြစ်သွားအဲ့တော့သူ့အနေနဲ့သူယူရိုပါလိရသွားတဲ့အချိန်မှာဂျူလူဝစ်ဆဲတမတ်ကโอเคစပောက်ကဖလားရယူနိုင်တဲ့အသေးသေးလေးလို့သူ့အနေနဲ့တတ်မှတ်ခဲ့တယ် Sporting success ပေါ့နော်ဒါကျွန်တော်တို့ Queen Twin အောင်မြင်မှုရနိုင်တဲ့ club ဖြစ်ရတာနဲ့ဘာလို့ Queen Twin အောင်မြင်မှုနဲ့ဒီလောက်ထိဝေးကွာနေရတာလဲဆိုတဲ့ဘေးကွန်းစထုတ်လာတယ်အဲ့ဒီအချိန်မှာဒါကျွန်တော်တို့လုံးဝ ပီတာကာရင်တို့တို့ဒါနဲ့ executive board ကိုထားတယ်တို့မိကူမောင်းများဆောင်မေးလာခဲ့တယ်ဗောနော်ဒီအသင်းကတာကျွန်တော်တို့တို့စိတ်ထင်တာပထမဟောတို့ဒီဒီအသင်းကတာကျွန်တော်ဖလားမရနိုင်ဘူးအလေလက်ဒါစာကလပ်လို့တို့ရယ်ထင်ထင်မှာပေါ့နော်ဒါပေမဲ့တကယ်လဲယူရိုပါလိရခဲ့တဲ့ချိန်မှာဒါကျွန်တော်တို့ဂျိုလူဝစ်ရဲ့တတ်မှတ်ကဒီညမှာ question စပြီးပြောင်းလာတယ်ဘာလို့ဖြစ်လို့လဲဘာလို့ဒီလိုမလို့အိစကလေးမဖြစ်နိုင်တာလဲဘာလို့ဖလားတွေမရနိုင်တာလဲဆိုရယ်မိကူနေကူစပြီးမေးလာခဲ့တယ်မှာအဲ့တော့အဲ့ဒီမှာဒါကျွန်တော်မေးနေတယ်ဒါရင်လီဗန်ကသူ့အနေနဲ့ဒါကျွန်တော်တို့ကွင်းလွင်းအောင်မြင်မှုတွေပဲမဟုတ်ဘူးနဲ့ကွင်းပြင်းအောင်မြင်မှုတွေကိုလည်းကြည့်ရတဲ့ဘာညာရှင်းပြတဲ့ချိန်မှာ ကွင်းမြင်အောင်မြင်မှုကဒါကျွန်တော်အောင်မြင်ခဲ့တာပဲဒါအတိုင်းတာတစ်ခုတည်းရောက်လာကွင်းနဲ့အောင်မြင်မှုကဒါကျွန်တော်ပြန်ကြည့်မသူတို့လက်ထက်မှာမဖလားနှလုံးမဲ့ရှိခဲ့တာဟုတ်တယ်ပါဆိုတော့ Louis တို့အဲ့တော့အဲ့ဒီအချိန်မှာဒါကျွန်တော်တို့ Louis တို့အုပ်စုကတော်တော်လေးကိုဒါကျွန်တော်တို့ဒေါသထွက်ခဲ့ပြီးတော့ Daniel Levi ကအလုပ်လုပ်တာပုံမချဘူးဆိုပြီးတော့အသင်းကနေပြီးတော့မောင်းထုတ်ခဲ့တယ်မောင်းထုတ်တဲ့နေရာမှာခွေးမောင်းမောင်းနေတာတတော်ဆိုးတယ်ဘလောက်ဒီခွေးမောင်းမောင်းနေဆိုရဲစကားလုံးဝသုံးရလဲဆိုတော့သူ့အနေနဲ့အဲ့ဒီနေ့ကနေပြီးစပါအသင်းကနေ Daniel Levi ကိုဒါကျွန်တော်အသင်းကနေထုတ်ပေးခဲ့တဲ့တရားဝင်ဆဆပူတဲ့နေ့မှာသူ့အနေနဲ့ Tottenham Hotspur ပတ်ချလဲဝင်ကွင်း Tottenham Hotspur ကိုင် Tottenham Hotspur ရဲ့ဒါကျွန်တော် office Tottenham Hotspur training ground လုံးဝသွားလို့မရတော့လုံးဝဝင်ခွင့်မရှိတော့သူ့ရဲ့ access card တွေသူ့ရဲ့ဒါကျွန်တော်ဝင်ခွင့်ကပ်ပြားတွေလုံးဝအသက်မဝင်တော့အဲ့လောက်ထိလုပ်ခဲ့တယ်ဘယ်လောက်ထိလုပ်ခဲ့လဲ Tottenham Hotspur အသင်းကိုလုံးဝခြေပြန်မချချင်တော့ကျွန်တော် Louis Stoke မိသားစုအနေနဲ့သူ့ရဲ့ပစ္စည်းတွေကိုတော့မှဒါကျွန်တော် van car နဲ့သူ့ရဲ့အိမ်ကိုပို့ခဲ့ပြီးသူ့ကိုလာယူခိုင်းတဲ့စစ်တော့မလုပ်ခဲ့ဘူး ဒန်နီယယ်လီဗီဗျာလောက်ချမ်းသာတာဗျာသူကိုယ်တိုင်ကကားကြီးနဲ့သွားကြည့်မှာပေါ့ဟုတ်တယ်မသူ့ရဲ့ driver နဲ့ဘာညာကားကြီးနဲ့သွားကြည့်မှာပေါ့ no မဟုတ်ဘူးဘယ်လောက်တိရုပ်ပေါ့လဲဆိုတော့ van ကားနဲ့ဒါကျွန်တော်သူ့ရဲ့ပစ္စည်းတွေကို van ကားပေါ်မှာတင်ပြီးတော့အဲ့ဒါသူ့ပို့ခိုင်းတယ်အဲ့တော့ပြောချင်တာအခုလက်ရှိမှာသူလုတ်ခဲ့တဲ့ဥစ္စာသူပဲခံရတယ်လို့ပဲမြင်အဲ့တော့အမှန်တကယ်ကျေးဇူးတွေအများကြီးတင်ပါတယ်သူကကျွန်တော်စပားကိုမြေပို့မော်တင်ပေးရတာတွေရောဒါကျွန်တော်လက်ရှိမှာ queen သစ်ဆောက်ပြီးအများကြီးအများကြီးကျေးဇူးရှိတယ်ဒါပေမဲ့လက်ရှိမှာဒါ wake ဆိုတဲ့နောက်ပေါ်မှာအဲ့သူဘုရုလုတ်ခဲ့တယ်မမေ့ရ တော်တန်ဟော့စပါအတင်းကနေပြောဒါကျွန်တော်ဟယ်ရီကိန်းထွက်မယ်လို့လို့ကဟယ်ရီကိန်းနဲ့သူဒါကျွန်တော်ဘောလုံးတငယ်ချင်းနေနေအတူဒါကျွန်တော်တို့နှုတ်ဆက်ဖို့အတွက်သူရဲ့ဟယ်ရီကိန်းကဒါတော်တန်ဟော့စပါဟိုထရိနင်ဂရောင်းသွားတယ်ဘယ်လောက်တိရုပ်ပေါက်လဲဆိုတော့တော်တန်ဟော့စပါရဲ့လက်ရှိဒါကျွန်တော်ဟိုဒီဂျီအင်စင်တာတဲ့ကိုဟယ်ရီကိန်းကိုပေးမဝင်ဘူးဘာလို့ဆိုတော့ဟယ်ရီကိန်းကအဲ့တော့ကျွန်တော်အပြောင်းရှေ့ပြက်ပြဲသွားမှာဆိုရတဲ့ကြောင့်သူမပေးပေးမပြောင်း ပြောချင်တာဒန်နီယယ်လီဗေးကငွေနဲ့ပတ်သက်လာရင်ဘယ်သူမှမရအောင်အေးအဲ့ဒီဥစ္စာကသူ့တတ်ချင်မယ်အဲ့တော့မမေရတာကျတော့ဒီခရစ်ရှယ်အရစ်ဆန်နဲ့ပတ်သက်ပြီးလူပဲဆုံးဖြတ်ခဲ့တယ်ကစားသမိုင်းနဲ့ပတ်သက်ရင်ကာရက်ဘီနဲ့ပတ်သက်ရင်လူပဲဆုံးဖြတ်ခဲ့တယ်မူဒရစ်နဲ့ပတ်သက်ရင်လူပဲဆုံးဖြတ်ခဲ့တယ်အဲ့တော့ကစားသမားတွေကိုနေရောက်တရုတ်အနေနဲ့ဆုံးဖြတ်ခဲ့တဲ့လူတယောက်အနေနဲ့ ူကိုယ်တိုင်လည်းနေရုပ်တရုပ်နောက်ဆုံးဖြစ်သွားခဲ့တာပဲအဲ့တော့ရုပ်ရှင်ကအမှန်တမ်းပြောဒန်နီယယ်လီးရဲ့ဘွားကခင်ဗျားဒါ series ကြီးအရင်မိုက်ပါမှာတက်မှာဟိုတက်မှာဟို revenge ပုံစံမျိုးပေါ့နော်အဲ့တော့လက်ရှိမှာမမေရ Harry Kane တို့ကလည်းအတိုင်းမသူ့နေသူ့ရဲ့ဒါတငယ်ချင်းတွေဒါကြောင့်ဆော့ဟောင်မင်းတို့ဒါကြောင့်အဲ့တုန်းကတငယ်ချင်းတွေကိုသူ့နေနဲ့ဒါလေးစိတ်မသွားခင်မှာနှုတ်ဆက်ချင်တယ်ပေါ့နှုတ်ဆက်ချင်တဲ့အတွက်ကြောင့်အဲ့တော့မမေရတော့ဒါကျွန်တော်တို့စပါဘက်ကတော့မှဒါကျွန်တော် Harry Kane နဲ့ပတ်သက်ပြီးဗီဒီယိုမှလည်းမြင်ခဲ့ဘူး Harry Kane ဘက်ကလည်းဒါကျွန်တော်တို့ Snapchat ကနေပြီးတော့ဒါပရိသတ်တွေကိုဒါသူ့နေနဲ့ဟိုကျေးဇူးတင်ပါတယ်ဒါကြောင့်နောက်မှပဲတွေ့ကြမယ်ဆိုတဲ့ပုံစံပဲအဲ့တော့ အမှန်တကယ်ပဲဟယ်ရီကင်းနဲ့စပါးနဲ့ကောင်းမွန်သော language ကိုခွဲခဲ့တဲ့လူလူတွေထင်ခဲ့မယ်တကယ်တော့ကောင်းမွန်လောက်ကို language ကိုခွဲခဲ့တာမဟုတ်အဲ့လက်ရှိမှာဟယ်ရီကင်းနဲ့တော့ကျွန်တော် living နဲ့ဆိုတော်တော်လေးကိုခွာပြပြဖြစ်ခဲ့ပြီ Charlie Kane ဆိုရင် Harry Levine ရှိသေးပြီသူ့အနေနဲ့အလုပ်ပြန်မလုပ်ချင်ဘူးဆိုတဲ့တရားအောင်ပြောရတဲ့မှာပါတယ်တော့အဲ့တော့ပြောချင်တာရှင်းရှင်းလေး living အနေနဲ့သူလုတ်ခဲ့တဲ့ဟို ဥစ္စာမှန်သမျှသူပဲပြန်ခံသွားရတယ်လို့ကျွန်တော်အနေနဲ့ပြောရမယ်ဒီမှာပါပါတယ်တကယ်ကိုဝမ်းနေစရာကောင်းမိမယ်တကယ်ကိုလည်းဒါကျွန်တော် surprise ဖြစ်စရာတိတ်တော့မရှိတဲ့အနေထားတစ်ခုပါသူ့အနေနဲ့အဲ့တော့ဒါခုနကပြောသေးတယ်အသင်းကနေလက်ရှိမှာတော့ခွေးမောင်းငံရတယ်တော်တော်လေးကိုစိုးစိုးပြွားဖြစ်သွားအဲ့တော့လက်ရှိမှာဒီနေ့ livy ကလည်းသူ့အနေနဲ့တော်တော်လေးကိုရှက်သွားတယ်လို့သိရတယ်မှာအဲ့တော့သူ့အနေနဲ့လုံးဝတော်တော်ဟော့စပါနဲ့ပေါင်းပတ်သက်မှုမရှိဘဲနဲ့သူ့ရဲ့ share control တွေအကုန်လုံးလည်းသူ့ရဲ့သားကိုပေးခဲ့တယ်သူ့ရဲ့သားကလည်းခုလက်ရှိမှာအသက်ရွယ်ရာဖြစ်အရင်ကြီးမကြီးသေးတဲ့တို့ကြောင့်မလို့ဒါတွေကိုသူ့နဲ့ management လုပ်သေးတဲ့တို့ကြောင့်လက်ရှိမှာဒီ30ရာခိုင်နှုန်းကလက်ရှိမှာလာကျွန်တော်လုံးဝမင်းမပြောင်းဖြစ်သွားနိုင်တယ် နေတာအဲ့တော့နေကြီးပေါ့နော်ဒါကျွန်တော်တို့တို့လည်းဝပြန်ဝပြန်လုပ်ဖို့အတွက်ရှိတယ်ဆိုတော့အဲ့တော့တချို့တော့ call လာဟာလာဒါခုလည်းရှိတာကျွန်တော်နောက်ဆုံးဒါကျွန်တော်စပါအသင်းကိုဝယ်ယူမယ်ဆိုတဲ့ဒါ ear rate အုပ်စုအနေနဲ့ Daniel Levy ကအဲ့ဒီအုပ်စုထဲမှာပါရယ်ဆိုတဲ့ call လာဟာလာရောင်ထွက်ခဲ့တယ်ဒါပေမဲ့အဲ့ဒါဟုတ်ဟုတ်မဟုတ်တော့မသိဘူးအဲ့တော့ ear rate ကအခုချိန်ထိဒါကျွန်တော် Tottenham Hotspur အသင်းကိုဝယ်ယူဖို့အတွက်လုံးဝလုံးဝလုံးဝလက်မလျှော့သေးဘူးဒါပေမဲ့ Tottenham Hotspur အသင်းကဒီကိစ္စနဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်ခဲ့ပြီဖြစ်တယ် ear rate ကန်လန့်နဲ့ကန်လန့်မှုကဒါကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ်ဒါတော်တော်လေးကို mature မဖြစ်ဘူးလို့တို့တွေလည်းပြောကြနေတာဒါကျွန်တော်တို့ လွတ်ချင်တိုင်းလုတ်ပြီးလာကန်းကန်းချင်တိုင်းကန်းလန်းအောင်ဒါကျွန်တော်တို့ကလီးစားကလီးစားစရာမဟုတ်ဘူးဆိုတော့ Total Horse ပါတဲ့ပုံမှန်လင်းလင်းချခဲ့တယ်အဲ့တော့ဒီနေ့မှာဒါ ear race ဆိုရလဲဒါမှန်းနေပြောမှဆိုတာ DJ ဒီကောင်ကပြောမှဆိုတာ public figure ပေါ့နော် DJ ပုံစံမျိုးပုံစံမျိုးဒါပေမဲ့သူ့နောက်မှာပါရဲစတစ်ယောက်ကအင်အားကြီးတဲ့လူတွေတည်ရတယ်မှာပါအဲ့တော့လက်ရှိမှာ तू ကဦးဆောင်နေဆိုပေမဲ့သူ့အနေနဲ့ခုလက်ရှိမှာ Total Horse ပါနဲ့ပတ်သက်ပြီးသူ့ရဲ့ Twitter စာမျက်နှာမှာအကြီးကျယ်လုံနေတာကိုတွေ့ရမယ်သူကလည်းဒါမနီကပွဲစဉ်ကိုလာကြည့်ခဲ့တယ်လူတည်ရတယ်မှာပါတယ် तू ကဂရိပေးရခဲ့တယ်သူ Harry King ကိုပြန်ခေါ်ပေးမယ်ဆိုပြီးပြည်သက်တွေကိုဂရိပေးထားခဲ့တယ်ပေါ့နော်အဲ့တော့ဒါကတော့ကြီးရပါလက်ရှိမှာဒါဒါနဲ့ပတ်သက်ပြီး Lewis Stoffel ကဒီကောင် င်ဆောက်ဘောဆိုပြီးတတ်မှတ်ထားတယ်ဆောက်ကလေးဆောက်ဘောပေါ့နော်ပတ်စံရှိပြီးဒါပျက်စီးနေတဲ့ဆောက်ကလေးဆိုပြီးသူတို့တတ်မှတ်ထားဒါပေမဲ့ကိုဘက်ကလည်းငါတော့စကားဆောက်ကလေးမဟုတ်ဘူးငါဒီတင်းကိုတကယ်ဝဲကျင်တာဒီတင်းကသဘောတအားကြတယ်ပြိတ္တတိအောင်ငါရောက်အောင်ယူမယ်ဆိုအခုလက်ရှိမှာပြိတ္တတိကြားထဲမှာသူက of course တမ်းမှာ make america great again ဒါကျွန်တော်မာကာလူပေါ့ဗျာနော်ဒါကျွန်တော် tottenham hotspur သူအစ်စ်ပြန်လုပ်ပြီးမယ်ဒါ tottenham hotspur ပြိတ္တတိကြားထဲမှာဒါအဆင်ပြေအောင်ပြန်လုပ်ပြီးမယ်ဆိုတဲ့ပုံစံတွေသူတင်နေတာတွေ့ရမယ် တကယ်တမ်းပြန်ကြည့်မယ်ဆိုရင်တော့အဲ့ဒါကသိပ်ပြီးတော့မလွယ်ဘူးဒါပေမဲ့အခုလက်ရှိမှာဒါဖြစ်ပြနေအဲ့တော့ Daniel Levy ကတော့ဒါကြောင့်လက်ရှိမှာဝက်လယ်သွားခဲ့တဲ့ဥစားလေးကိုကျွန်တော်တစ်ဆက်ပေးချင်တာပြလောက်ပါပဲဘောလုံးမွေးတွေကိုကြည့်ရှုချင်တယ်ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတို့မှာကြည့်လို့ဆိုတော့အပေါင်းကိုကြည့်လို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မြကလစ်မှာအမြန်တမ်းဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါဆိုစုမုံအောင်တောင်းပေးနေပဲကျွန်တော်တို့နေမှာပဲအေးစစ်စစ်ကြည့်ကြတာပေါ့အားလုံးမကြွတူပါနဲ့မြန်မြလက်ကလစ်ပြီးကြအောင်ရမြန်မြကလစ်မှာအမြန်တမ်းဖြစ်ပါတယ်ဒီပါဗျာ